အားလုံးပဲမင်္ဂလာပါမယ်နီယူချန်နယ်ကနေအားလုံးကြိုပါရစေ။သရစာသမားတွေကျွန်တော်ဒီကနေ့မှာတော့တင်းရင်ကစားသမားတွေဖြစ်တဲ့ Harry Maguire, Annie Heaven, Mason Mount, Lucio Linio တို့ဒီကစားသမားတွေအကုန်လုံးအားဆိုရင်ကျွန်တော်နိုင်ငံတကာပွဲစဉ်အပြီးမှာပထမဦးဆုံးကျွန်တော်ဒီကနေ့လေ့ကျင့်ပြုလုပ်ခဲ့တဲ့အသင်းနဲ့တူတူလေ့ကျင့်မှာပူးပေါင်းပါဝင်ခဲ့တယ်ဆိုပေကျွန်တော်တို့သိချင်တာရတယ်။ဆိုတော့လေ့ကျင့်အစီအစဉ်တွေမှာဘလို့အခြေအနေရှိခဲ့တယ်လို့ဆိုတော့ကျွန်တော်တို့နောက်ဆုံးရထားတဲ့အခြေအနေတွေကိုကျွန်တော်ဆွေးနွေးတော့ရအောင်စာသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ ိုတော့ကျွန်တော်အသိအနေနဲ့ပေါ့ဗျာနိုင်ငံတကာ internet channel break ပွဲစီအတိုးတွေမှာဆိုရင်ကစားသမားတော်တော်များများနိုင်ငံရဲ့အသစ်တွေနဲ့ပူပေါင်းပါဝင်ပြီးတော့ကစားတာကျွန်တော်ရှိခဲ့တယ်ဒီထဲမှာဆိုရင်ကျွန်တော် Bruno Fernandes တို့လေးပါဝင်ခဲ့တာပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော် Rashford White တို့လေးပါဝင်ခဲ့တယ်ဆိုတော့ဒီကနေ့မှာဆိုရင်ဒီကစားသမားတွေဟာအကောင်လုံးနည်းနည်းကျွန်တော်လေ့ကျင့်ခဲ့အစီအစဉ်တွေမှာပူပေါင်းပါဝင်ခဲ့တယ်ပေါ့ဗျာ Bruno Fernandes တို့ပြီးလို့ရှိရင် Rashford White တို့ Suzuki တို့ ဲ့ဒါအပြင်အဓိကဒဏ်ရာရတဲ့အနေအထားမှာရှိနေတဲ့ Harry Maguire တို့ Annie Heaven တို့ Mason Mount Lucio Linio စားတဲ့ကစားသမား၅ယောက်ဟာလည်းပဲအသင်းနဲ့တူတူ Legacy Training ကျွန်တော်ဆင်းခဲ့တယ်ဆိုတော့ဒါကကျွန်တော်အသင်းတွေကိုတကိကိုဝဲသက်စာတည်ငောင်းလို့ကျွန်တော်ပြောလို့ရတယ်ဘာဖြစ်လို့ဆိုတော့နိုင်ငံတကာ International Break ပွေးစဉ်ပြီးပြီဆိုတာနဲ့ကျွန်တော်လာမယ့်၂ရက်နေ့ကနေစပြီးတော့ Notre Dame နဲ့ Notre Dame အင်ကွေးမှာကျွန်တော်တို့ Premier League ပွေးစဉ်30ကိုကစားဖို့ရှိတယ်တနအီခွဲ့ ဆိုတော့အဲ့ဒီပွေးစီပြီးလို့ချင်းခုနှစ်ပွေးဆက်တဲ့ကြောင့်တော့၂ရက်တပွေး၃ရက်တပွေးအဲ့လိုမျိုးယူပါလေအပါဝင်ကစားဖို့အနေနဲ့ကျွန်တော်တို့တွေးနေရတယ်ဆိုတော့အဓိကအပြစ်ပေါ်ပြကိုအတိမာကကစားသမားတွေကတရားအများကြီးရတဲ့တဲ့အထိမှဆိုရင်လီဆာတိုမာတီနဲတို့ကတော့တရားတိကျွန်တော်တို့နားရဖို့ရှိနေတယ်ကံကောင်းတဲ့တစ်ချက်ကကြော်တော့နောက်တဲ့ဆက်လက်ပဲတင်ပါဆိုရင်အဓိကအရင်ပေါ့ဗျာဟယ်ဒီမကွိုင်းယာတို့အနီဟဲဘဲတို့ပြီးလို့ရှိရင်ကျွန်တော်လူရှော်တို့လီနီယိုတို့ဟာဆိုရင်လည်းပဲ လေ့ကျင့်ခဲ့မှာတကယ့်ကိုဒီအစဉ်ပြေခဲ့တဲ့ပုံစံမှာကျွန်တော်တွေ့နေရတယ်။ဒါကြောင့်လာမယ့်ပွဲစီမှာပေါ့ဗျာ Notre Point နဲ့ပွဲစီမှာဆိုရင်အတီးကပါဝင်လာနေရှိတဲ့ကစားသမားကျွန်တော်၃ယောက်လောက်ကျွန်တော်ရှိတယ်။ဒီထက်မှဆိုရင်ကျွန်တော် Harry McGuire တို့ပါဝင်လာဖို့ရှိနေ Any Heaven ပြီးလို့ရှိရင် Lenny U ပေါ့ဗျာ။ကျန်တဲ့ကျွန်တော်ဒီ Mason Mount နဲ့ Lucio တို့ဟာဆိုရင်တော့နှစ်ပွဲသုံးပွဲလောက်ကိုကျွန်တော်လွှဲချောင်းနိုင်ချင်ရှိတယ်။မေဆမောင်းဆိုရင်လည်းပဲပြီးခဲ့တဲ့နိုင်ငံတကာပွဲစီမှာတိုင်ရင်ကလေးကနေလက်ချိခဲ့တဲ့ပါတီဆင်းနေတာရှိတဲ့အတွက် ဒီကစားသမားလေးပြောလို့မရဘူးနော်တယ်ဖိုင်းနဲ့ပွေးစီမှာပါဝင်လာနေရတော့နင်းနေရှိတာပေါ့ဗျာဆိုတော့ကျွန်တော်အတင်းအတွက်ကိုနောက်ကဆရာဘက်မှာလွဲနေတဲ့အနေထားတစ်ခုမှဆိုရင်တကယ်လို့ဒီကစားသမားတွေသာချောချောမူမူနေပေါ့ဗျာဘာမှထိခိုက်တဲ့ရာလေ့ကျင့်ရေးစီစီမှာထည့်ပြီးတော့မရှိခဲ့ဘူးဆိုရင်ကျွန်တော်နှစ်ရက်နေမှာကစားမင်း for ပွေးစဉ်ကိုတေချပေါက်ကျွန်တော်ပါဝင်လာနေချင်းများတယ်ကျွန်တော်ဒီပြောရင်ပေါ့ဗျာတကယ်လို့ပါဝင်လာမယ်ဆိုရင်ဟယ်ရီမကွိုင်ယာနဲ့လီနီယူကတော့အဓိကပါဝင်လာဖို့များတယ် ျွန်တော် any hair ပဲဆိုရင်အရင်နေရာလုံးမဲသူ့အနေနဲ့ပွေးတော့ခွင့်ရဖို့ရှိနေပါဗျာဘာဖြစ်လို့ဆိုတော့ဒီကစားသမားလေးအနေနဲ့ကျွန်တော်အသင်းကြီးအတွက်ကိုခေါ်ခဲ့တာမဟုတ်ဘူးအเจ้าမျိုးမျိုးကြောင့်ကျွန်တော်အသင်းမှာကစားသမားတွေရဲ့ injury ပြဿနာဒဏ်ရာပြဿနာရှိနေတဲ့အတွက်ဒီကစားသမားလေးကိုကျွန်တော်တုံ့ပြုခဲ့တယ်အတုံ့ပြုပြီးနောက်ပိုင်းမှာမထင်မဲ့ပဲနဲ့ကျွန်တော်ဒဏ်ရာပြဿနာကြုံတော့ခဲ့ရလို့သူ့ကိုစေကူတမှုတချို့ဘက်ခံယူခဲ့တယ်အခုဆိုရင်ဒီကစားသမားလေးပဲကျွန်တော်တက်တာလာတယ်ဆိုတော့စာသမားတွေ ဒါကနောက်ဆုံးထွက်ပေါ်လာတဲ့ကျွန်တော်တို့ကစားသမားတရေလီချစ်ကက်ထရိနီအစီအစဉ်ပေါ့ဗျာနိုင်ငံတကာပွဲစဉ်ပြီးလို့ပထမဦးဆုံးလီချစ်ကက်ဆင်ခဲ့တဲ့အနေထားတွေပေါ့ကျွန်တော်တို့အသင်းအတွက်ကတော့ပေါ့ဗျာတကယ်ကိုခေါင်းဆောင်စရာဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်မေဆန်မောင်းနဲ့လူချောရဲ့အခင်းငယ်တဲ့ကလုံးဝကျွန်တော်တို့မသိကြဘူးစာသမားတို့စဉ်းစားကြည့်လူချောဆိုရင်လည်းပဲကျွန်တော်တို့ဗနရာတီဖြစ်ဖြစ်တဲ့ပြဿနာကကြုံနေရတာအဲ့ဒီအထင်းမှာတပွေးကစားတယ်စေပွေးလောက်နားရတယ်တရားပတ်တနာနဲ့နှစ်ပါးတော့နေတယ် အခုလေးပဲသူ့အနေနဲ့အာပွေတော့ခွင့်ပါဝင်လာဖို့မဲုံကြီးရှိသေးတယ်လေ့ကျင့်ခန်းအစီအစဉ်မှာတရားပဋ္ဌာန်းကြုံတော့လို့တင်းတဲ့တူတူပါဝင်လာနေခြင်းမရှိတော့ဘူးချင်းချင်းပြောလို့ချင်းမေဆန်မောင်းနဲ့လူရှိုးကိုကြုံတော့အားကိုလို့မရဘူးဒါကအသင်းတို့ကတကိပြဋ္ဌာန်းရှိတယ်လူရှိုးဆိုရင်လည်းပဲအသင်းမှာတရားပဋ္ဌာန်းနဲ့ကြုံတော့ရတဲ့အနေအထားတစ်ခုမှာဒီကစားသမောက်ကိုဘေးအသင်းကားများဝေဖို့ဆိုတာကျွန်တော်မမှန်ရည်ဘူးကိုအသင်းမှာလည်းပွေတော့ခွင့်မရဘူးအဲ့ဒီတရားပဋ္ဌာန်းကြောင့် တခြားသောအသင်းတွေကလည်းသူရဲ့ injury အခြေအနေတခုအရာကြောင့်ခေါ်ယူဖို့အတွက်ကိုနှောင့်နှေးနေကြတာပြောလို့တော့မရောဘောဗျာကျွန်တော်တို့ဒီ Note 4နဲ့ပွေးစီမှာများပါဝင်လာနေရှိမလားကျွန်တော်တို့မမဲပါဘူးဘာဖြစ်ဆိုတော့ဒီကစားသမားတွေကလုံးဝကိုမင်းစားရခဲ့တဲ့ကစားသမားတွေဒီမှာပါတယ်အာဒီနေ့ပွေးထုတ်လာမယ်ဆိုရင်အဲ့ဒီပွေးမထုတ်ခင်မှာ logical single တွေနေတာတခုမှဆိုရင်ဒါပြဿနာကြုံတော့ရပြီအခုလည်းပဲကျွန်တော် Twitter ရရသလောက်ဆိုရင်တော့ Mission Mode လူရှောကလည်းပဲ တကယ့်ကိုဒီလေ့ကျင့်ခဲ့စီစဉ်တယ်မှာဆင်းခဲ့တယ်အကောင်းဆုံးလေးဖြစ်နေခဲ့တယ်နောက်ကျွန်တော်တို့ဒီမတိုက်ခင်ပေါ့ဗျာနွေတဲ့ဖိုးနဲ့ပွေးစီမကစားခင်မှာဆိုရင်ထည့်ပြီးတော့လေ့ကျင့်ခဲ့နေကျွန်တော်တရက်လောက်ကိုကြိုတင်ပြီးတော့လုပ်ဖို့ရှိတယ်အဲ့ဒီလေ့ကျင့်ခဲ့အစီအစဉ်တယ်မှာဘာမှမဖြစ်ရင်တော့ဒီကစားသမားတွေကကျွန်တော်နွေတဲ့ဖိုးနဲ့မိုးရင်တော့နောက်ထပ်ပွေးစီမှာပါဝင်လာနေခြင်းအများကြီးရှိတယ်နွေတဲ့ဖိုးနဲ့ပွေးပြီးစီကျွန်တော်မန်စီးတီးနဲ့ဒါဘီပွေးစီကိုရီအိုထရဗယ်မှာ ကစားဖို့ အနေထားတစ်ခုကျွန်တော်ရှိနေတယ်ဆိုတော့စာသမားတို့ရေဒါကကိုအစ်စ်မှာအာနေနေတဲ့နောက်တဲ့ဆက်တဲ့ဘက်တွေမှာအဓိကဒယ်ရပြဿနာကြုံပြီးတော့အခုဆိုရင်လေးကျင်းခန့်အစီအစဉ်မှာပူပေါင်းနိုင်ခဲ့တဲ့ကစားသမားတွေဟာမကြခင်အချိန်တို့တွဲမှာဆိုရင်အတင်းကြီးနဲ့တူတူအဲတချို့ပွဲစဉ်တွေကိုပါဝင်လာနိုင်ဖို့များနေတဲ့အနေအထားတစ်ခုပေါ့ဗျာဆိုတော့ဒီအခြေအနေမှာညီကိုတို့ဘလို့ထင်မြင်ချက်ရှိနေစာသမားတွေကျွန်တော်စောစောကပြောသလိုပါပဲ Harry Maguire ပြီးလို့ချင်း Any Heaven Lily You တို့ပါဝင်လာနိုင်ခြင်းရှိတယ်ဆိုပေမဲ့လို့ ကျေတဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့မေဆယ်မောင်ရဲ့လူရှော့တို့ကပါဝင်လာနေခြင်းရှိမလားဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားနေအင်ဂျူရီတဲ့ပြဿနာကကျွန်တော်တို့အသင်းမှာတရာတိမဟုတ်နှစ်ရာတိမကတော့ဘူးမေဆယ်မောင်ဆိုရင်လည်းပဲတဲ့ပြဿနာကြုံပြီးတော့ပွေးထွက်လာတဲ့အနေအထားတစ်ခုမှဘာမှ quality ကောင်းတဲ့အနေအထားတစ်ခုမှကျွန်တော်ရှိမနေဘူးပြီးလို့ရှိရင်လူရှော့ဆိုရင်လည်းပဲတရာတိမဟုတ်နှစ်ရာတိမဟုတ်တဲ့ပြဿနာကြုံပြီးတော့အသင်းနဲ့အတူတူပွေးထွက်ကစားမယ်ဆိုရင်ဘလို့လို့သူရဲ့ quality ကကောင်းတော့မှလည်း ကစားသမားကပြောမယ်ဆိုရင်ရင်းရှိတယ်ပြဿနာမကြုံရောက်ဘူးဆိုရင်တကယ်ကျွန်တော်တို့ဘေးနောက်ခံမှာအဓိကလိုအပ်ချက်နေရာမှာဖြည့်ဆင်းနေတဲ့ကစားသမားတယောက်ဖြစ်တယ်လူရှောဟာဒါပေမဲ့လို့သူ့ကိုကျွန်တော်တို့စိတ်ချလို့မရဘူးဒါကြောင့်နောက်ပွေးစီနေမှာများဒီကစားသမားတွေဘာမှအထီးခဲမရှိပဲဟိုကောင်းမယ်ဆိုပါဝင်လာနိုင်ခင်မယ်ဆိုရင်တော့ကျွန်တော်တို့မျောလေးတို့လို့ဖြစ်လာမှာပေါ့ဗျာဆိုတော့ညီကတို့အမြင်လေးတွေဆွေးနွေးပေးကြပါဦးမနေ့ဖြစ်နေကြီးလောက်မဟုတ်ညာဘေးလောက်မဟုတ်ဆိုရင်ကျွန်တော် နော်ဒီဖိုင်းနဲ့ပွေးစီအတွက်ပွေးကြွသူတဲ့ချက်ဗီဒီယိုလုပ်ဖို့ရှိတဲ့အတွက်အဲ့ဒီပွေးကြွသူတဲ့ချက်ဗီဒီယိုကိုလည်းညီကိုတို့စောင့်မျှော်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ်ဒီလိုလေးကားတွေဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့ညီကိုတူတူကြောက်စီတိုက်ကိုကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲโอเคပါ